ော် DBV သတင်းဌာနကစိုးရိမ်အောင်ပါဟုတ်ကဲ့ခုဟုတ်ဟိုလက်ရှိလေးကြောက်စဲမျိုးမှာထိခိုက်ပြီဆုံးတဲ့မျိုးအခြေအနေဘယ်လိုရှိနေပါလဲခင်ဗျာလောလောဆယ်ဒီတေဆုံးခင်းနဲ့ပြည့်စည်ခင်းလေးရှိသလောက်ကအထူးချိန်ကြီးတေဆုံးတာကအခု148ရောက်နဲ့တေဆုံးနေတာဗျအခုကဒဏ်ရာရတဲ့လူတော့ကျွန်တော်တို့အတိအကျတော့ဖြေပေးဟိုဖြေလို့မရသေးတာပေါ့နော်မရသေးတာပေါ့နော်လူတွေကဟိုအထက်တိုးတာတွေလည်းရှိနေသေးတော့လေအဲ့လိုမျိုးလေးကြောင့်မလို့အတိအကျတော့မသိသေးဘူးကို ပြိုကျနေတဲ့အဆောက်အဦတွေရောရှင်းပြီးသွားကြပြီလားခင်ဗျ။အဆောက်အဦပြိုကျပြည့်စည်နေတဲ့ဟာရတော့အခုရှင်းပြီးသွားပြီလားဆိုတော့မရှင်းရသေးဘူးကြာကို။ဟိုအခုလောလောဆယ်ကဘာလို့ဖြစ်နေလဲဆိုတော့ဟိုငလင်တန်အကြောင်းမလို့ပြည့်စည်ပြီးတော့ကျွန်တော်အကြောင်းဖြစ်နေတဲ့ဟာတွေပေါ့နော်။အဲအကြောင်းဖြစ်နေတဲ့အဆောက်အဦတွေကိုတော့ကျွန်တော်ဒီအစိုးရနေပြီးတော့တည်ရန်ဝင်လိုက်ပြီးတော့ဘဲအဆောက်အဦတွေဘယ်လိုမျိုးထပ်ပြီးတော့ထားရမလဲမထားဘူးဆိုတော့လိုက်ကြည့်ပြီးတော့မထားတဲ့အလုံးတွေဆိုရင် ်အကုန်လုံးဖြိုချဖြစ်ဖြိုဖြိုချခိုင်းတာပေါ့နော်ဖြိုချနေတာပေါ့နော်အခုလက်ရှိဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့2ရက်လား3ရက်လောက်ကဆိုရင်60မျိုးမျိုးလေကောင်မှရှိတဲ့အဆောင်ကြီးတွေဆိုရင်လွန်ခဲ့တဲ့2ရက်လောက်ကပဲအဲ့ခုကျွန်တော်တို့ဘတ်ဖုန်းနဲ့ပဲထိုးချပြီးတော့အကုန်လုံးဖြိုဖြစ်တာပေါ့နော်ဟိုရှင်းလင်းရေးရတော့ကျွန်တော်တို့60တမျိုးလုံးမှရှိတဲ့အဆောင်ဥတိုင်းကိုရှင်းလင်းရေးမလုပ်နိုင်သေးဘူးပေါ့နော်ဟိုဒီမျိုးလေကောင်မှရှိတဲ့အဆောင်ကြီးတွေ ဒီဘူလိုဇာရင်နဲ့ဖြတ်ချိုးဖြတ်ထားတဲ့အစာအုပ်အပုံတွေကိုတော့အခုကျွန်တော်လက်ရှိမြင်နေရတာတော့ဒီတိုင်းပဲရှိနေသေးတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကောမြို့ပေါ်နယ်ကြီးဝါရီမှာရောအထူးသဖြင့်မြို့ပေါ်မှာဆိုရင်ဘလို့နေရာကြီးအဓိကထိသွားတွေ့ရလဲပျက်စီးမှုယာကန်တုံးဆိုရင်ရောဘလောက်ထိရှိနိုင်လဲဗျလောလောဆယ်လက်ရှိအပျက်စီးများတာကတော့ကြောက်စင်မြို့ထဲမှာတော့ဒီအစာအုပ်ကြီးတာတွေများတဲ့အတွက်အပျက်စီးပိုများသွားတယ်ပေါ့နော် ျောက်စဲအနီးနားကြေးရွာတွေဆိုရင်တော့ပျက်စီးထိခိုက်မှုကတော့ဟိုဘယ်လိုပြောမလဲကျောက်စဲမြို့ထက်စရင်တော့နဲပါတယ်ပေါ့နော်ကျောက်စဲမြို့ကိုတောင်ပိုင်းမြောက်ပိုင်းပိုင်းလိုက်မယ်ဆိုရင်ထားပါတော့ဒါဟိုမေးပြီပေါ့နော်တောင်ပိုင်းအချမ်းမှာပို့ပြီးတော့အဆောင်ပျက်စီးရပုံများတယ်ဒါကတော့ကျွန်တော်တို့အမြင်ပေါ့နော်ကျွန်တော်တို့မြို့ထဲမှာကဟိုလုံးဝချိုဖြတ်ရမှာကြတော့ကျွန်တော်အိမ်အိမ်အလုံးကြီးရာအခု190ရှိတယ်190ရှိတယ်ပေါ့နော် ဒီဝါထင်နေပါလေအဲအဲ့ဒီဝါထင်အိမ်နေပါလေအပါဝင်ဟိုနည်းနည်းတိုက်အမြင့်မြင့်တာလေးနည်းနည်းတိုက်မြင့်တာလေးအထီဆိုရင်တော့400ကျော်ရှိတယ်ပေါ့နော်ကိုကြီးနော်ဟိုဖြည့်စည်းဆုံးရှုံးတဲ့အိမ်နဲ့ဟိုဖြည့်စည်းရမယ့်ဟာကိုပြောပြတာပေါ့နော်ကိုခံမှန်းကြီးဖြည့်စည်းဆုံးရှုံးမှုဆိုရင်ကျွန်တော်မျိုးရဲ့အဲ35 40လောက်တော့ရှိမှာပေါ့35 40လောက်တော့ရှိတယ်ကိုအာဟုတ်ကဲ့မျိုးနေလူတူရဲ့40ရာခိုင်နှုန်းဒီပါအိုးအိမ်တွေပြတ်တယ်ဆိုတော့လက်ရှိမျိုးကန်တွေဘယ်လိုနေထိုင်ကြပါလဲ ကျွန်တော်တို့ဟိုကျွန်တော်ကျွန်တော်အမြင်ကိုပြောတာပေါ့နော်ဟိုဒီ basic basic ပေါ့နော်အခြေခံလူတန်းစားတွေထက်ပတ်စံရှိတဲ့အစာအုပ်အမြင်အကြီးတွေပိုပြီးပျက်စီးနေတာပိုများတယ်ပေါ့နော်ဟိုအစာအုပ်သေးသေးလေးတဲအိမ်လေးတွေလည်းပျက်စီးကြတယ်ပေါ့နော်အဲ့တော့အစာအုပ်တဲအိမ်လေးတွေပျက်စီးတဲ့ဟာလေးတွေကတော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမိုးကတက်နိုင်မိုးကလေးလူတန်းကြတာပေါ့နော်ဟိုအစာအုပ်ပျက်စီးနေတဲ့လူတွေကတော့အစာအုပ်အကြီးတွေပျက်စီးဆုံးရှုံးနေတဲ့သူတွေကတော့သူတို့ နီးစက်ရဆွေမျိုးအတိုင်းဝိုင်းအဲတို့မဟုတ်တခြားနောက်တိမ်မှာနေကြတာများတယ်ပေါ့နော်အဲ့တော့အခုပြောသလိုအခြေခံလူတန်းစားတွေလောက်ပဲကျွန်တော်ကျက်စီးဆုံးရှုံးမှုကြောင့်မလို့အပြင်မှာနေရတာရှိတာပေါ့နော်ဟိုများတော့မများဘူးပေါ့နော်အဟုတ်ကဲ့အလူရှင်တွေရောက်လာတာရှိလားပြီးတော့ကြောက်စဲမှာအရေးတကြီးလိုအပ်နေတာဘာတွေဖြစ်မလဲခင်ဗျာဟိုလူတန်းမှုလို့ရောက်လာတဲ့နေရာကတော့ကြောက်စဲကြောက်စဲမျိုးစေးယုံကြီးပေါ့နော် ဒီဆယ်လီတွေရပါဖြစ်ဖြစ်ကျွန်တော်အဓိကဒီကြောက်စည်စေယုံကြီးကိုပဲအရင်ဆုံးရောက်လာတာပေါ့နော်ရောက်လာပြီးမှကြောက်စည်စေယုံကြီးမှာလူနာပိုများတဲ့အတွက်ကြောက်စည်စေယုံကြီးမှာရောက်လာတယ်ရောက်လာပြီးကြောက်စည်စေယုံကြီးရဲ့မှာရှိတဲ့လူနာတွေကိုသူတို့လူတန်းသွားတယ်ပေါ့နော်ဟိုကြံတဲ့ကြောက်စည်မျိုးဟိုကြံတဲ့အသေးမွားဂျားထဲမှာရှိနေတဲ့လူတွေဟိုဟိုဟုတ်မမြင်နိုင်တဲ့နေရာမျိုးလေးမှာတော့ဟိုသူတို့လည်းမသိတာဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့လိုအဲ့လိုနေရာလေးတွေတော့လူတန်းလူတန်းသားလူတန်းသွားတာတော့မတွေ့ရဘူးပေါ့နော် အဓိကကသူတို့လားလူကြတဲ့လူတွေတော်တော်များများကကျောက်ဆယ်မျိုးစေယုံကြီးရဲ့လားလူတယ်ကျွန်တော်ရက်ွက်သေးဆိုရင်တော့ဘာတွေလားလူလဲဆိုတော့ကျွန်တော်တို့ဒီရေတန်းကားရေတန်းစက်ယုံတခါတည်းပါတဲ့ကားနဲ့ရေတန်းလိုက်ပို့တာမျိုးလေးရောကျွန်တော်လူရန်းနာလေးတွေတော့တွေ့ရတယ်ရက်ွက်သေးဆိုရင်တော့ဗောနော်အခုကလင်းစစ်မီရလဲလာတာပြန်မှန်နေပြီဆိုတော့ကျွန်တော်မျိုးရင်းမှာရှိတဲ့အသေးစားရေတန်းစက်ယုံလေးရလဲပြန်လဲလေဘက်နိုင်ပြီဆိုတော့ရေတန်းကလည်း ဟိုပြန်ပြီးတော့ရားတင်းတဲ့နေရာရနေပြီပေါ့နော်ဟိုမရနေရာလည်းမရဘူးဒါပေမဲ့တချို့အိမ်လူမရောက်တဲ့အိမ်လေးပေါ့နော်လမ်းကြားလေးထဲမှာရှိရပဲဆိုရင်ဟိုကိုမသွားနိုင်တဲ့နေရာလေးမှာဆိုပြီးတော့မိုးကလေးလိုအပ်တာပေါ့နော်တချို့တချို့ပေါ့နော်မရှိတဲ့လူပေါ့အခြေခံလူတန်းစားတွေမှာအပြင်နေရာအတွက်မိုးကလေးလူတန်းဖို့လိုအပ်တယ်အမ်ပြီးရင်တော့အစားအသောက်လေးတွေဟိုအစားအသောက်လည်းလူတန်းချင်းလူတန်းဖို့လိုအပ်တယ်အမ်ပြီးတော့ဟိုရေရတော့ကျွန်တော်တို့အခုလောလောဆယ်မှာတော့1 2 3မှာပေါ့နော်ပထမဒုတိယတတိယသုံးခုထဲမှာတော့တတိယနေရာပြန်ရောက်သွားတယ်ပေါ့နော် ုတ်ကဲ့ပါကြောက်တတဇေဒီအပါဝင်တောင်ပေါ်ကဖျားဇေဒီဖိခိုင်းမှုတွေရောဘလို့ရှိခဲ့ပါလဲကြောက်စဲတောင်ပေါ်မှာကတော့အဆောက်အဦအကြီးကြီးတွေကြီးမားမားကြီးကြောက်စဲမြို့မြေပြင်မြေအောက်ဒီကျွန်တော်တို့တောင်ပေါ်မဟုတ်ဘဲနဲ့ဒီမြေပြတ်မှာရှိတဲ့အဆောက်အဦတွေတော့တော့ပျက်စီးပြိုကျတာတော့မမြင်သေးဘူးခင်ဗျဟိုတိတိကျကျတော့ကျွန်တော်လည်းလောလောဆယ်တော့မသိသေးဘူးပေါ့နော်ဒါပေမဲ့ အပေါ်မှာကျွန်တော်တို့ကအပေါ်မှာတက်ကြည့်ရသလောက်တော့နင်းလာလောက်ကတော့အစာဦးအနှဲငယ်ပေါ့နော်အနှဲငယ်ပါပဲအများကြီးတော့မပြိုကြတာလေနည်းနည်းလေးအပ်တာလေးတွေဟိုလိုအပေါ်ငါကြီးဝုန်းလို့ပြိုကြတာမျိုးကြီးအောက်မှာအောက်မှာလောက်တော့မရှိဘူးမရှိသေးဘူးပေါ့နော်အဲဆိုတော့နောက်တစ်တစ်ခုကကြောက်တစ်တာကတော့ကြောက်တစ်တာကြီးကိုကျွန်တော်တို့ကမဖြတ်ဖဲနဲ့လောလောဆယ်မှာတော့ဒီတိုင်းပဲထားထားတယ်ပေါ့နော်ထားထားပြီးတော့ကျွန်တော်တို့မနေ့ကမှ အဲကျွန်တော်ဒီမြန်မာနိုင်ငံအစိုးရပေါ့နော်ထားပါတော့ကျွန်တော်မြန်မာနိုင်ငံဒီလောတဲ့ဒီစစ်ဘက်ဆိုင်ရာကဒီလူအကြီးကဲရောက်လာတယ်ပေါ့နော်မြန်မာနိုင်ငံအကြီးကဲရောက်လာပြီးတော့သူတို့မင်းကကြောက်တတရဲ့စေယုံကြီးရဲ့တခြားဟိုဖြစ်နေပျက်စီးဆုံးရှုံးတဲ့နေရာတွေကိုလိုက်ကြည့်ပြီးတော့ကြောက်တတကိုတော့ဖြက်စီးဖို့လို့ဟိုစာမကြလာဘူးပေါ့နော်ကြောက်တတကိုပဲအောက်ကနေပြီးတော့အင်္ဂလိပ်နဲ့ငုံပြီးတော့လက်ရှိပြန်ပြီးတော့မပျက်စီးအောင်ထိမ့်သိမ့်မယ်လို့တော့ ကျွန်တော်ကြားထားတယ်ပေါ့နော်ကိုသတိပုဂ္ဂလအမြင်ဆိုရင်ရောဒီတိုင်းထိုင်စိတ်ချရပါမလားဗျဘလို့အမြင်လဲမသိအဲကိုဒီတိုင်းထိုင်စိတ်ချရမလားဆိုတော့ကိုဟိုဘယ်လိုပြောရမလဲစိတ်မချဘူးတော့ထင်တာပေါ့ကိုရယ်ကျွန်တော်တိတ်ပဲနှီးကြကြတွေးရမယ်ဆိုရင်တော့ဒီကြောက်တုံးတုံးကြီးကိုထိန်းထားနိုင်တဲ့ပမာဏအောက်မှာခုထားတဲ့အတိုင်းအတာတစ်ခု ဒီကြောက်တုံးတုံးရုံကွန်ထရိုးလုပ်နိုင်တဲ့အရာတခုဘာမှမရှိဘူးလို့ပြင်နေပေါ့နော်သိပ္ပံနည်းအရာဆိုရင်တော့ပေါ့နော်ဟိုတခြားဟိုဝိဇာတွေဘာတွေညာတွေနဲ့တော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ဒီတိုင်းမျိုးအစားအုပ်ဆိုရင်တော့ဒီကြောက်တစ်တာကြီးဆိုရင်တော့ဒီတိုင်းထားမယ်ဆိုရင်တော့ထားလို့တော့မရဘူးပေါ့နော်နောက်တစ်ခုကတော့ဟိုဖြက်စီးမယ်ဆိုရင်လည်းဖြက်စီးဖို့ကြတော့ကျွန်တော် ကျွန်တော်ခံစားချက်ကိုကျွန်တော်ကျွန်တော်တို့ဒီကြောက်ဆယ်မှာနေလာတာကျွန်တော်ရဲ့မိဘတွေကလည်းကြောက်ဆယ်မှာမွေးဖွားလာတဲ့အတွက်ဟိုကျွန်တော်ရဲ့နီးစပ်ရာပတ်ဝန်းကျင် ပြောတယ်ပဲပြောတယ်ကြတာပေါ့နော်သူတို့ပြောတာရရောကျွန်တော်ရခံစားချက်ကောဆိုရင်ကြောက်တတကြီးဟာအမှန်တိုင်းပြောရင်ကျွန်တော်တို့ကြောက်စင်ရဲ့ဟိုဖြာရုပ်တစ်ခုလိုပဲပေါ့နော်သမိုင်းတစ်ခုလိုပဲပေါ့နော်ကြောက်စင်ဆိုရင်ကြောက်တတကိုပြေးမြင်တယ်ပေါ့နော်ဟိုတခြားဟိုခီးသွားတွေကိုဆိုလိုချင်တာမဟုတ်ပဲနဲ့ကြောက်စင်သားတွေပြီးကြောက်ကြောက်ကြောက်စင်ကြောက်စင်တောင်ရွှေသားလျောင်းတောင်ကြီးကိုမြင်လာနဲ့ကြောက်တတကိုတန်းမြင်ရတန်းမြင်တဲ့အတွေ့ရှိကြတယ်ပေါ့နော်အဲ့တော့ဒီကြောက်တတကြီးကိုဖြတ်စည်းမယ်ဆိုရင်တော်တော်များများတော့စိတ်မကောင်းတာဝမ်းနေရမျိုးလေးတော့ရှိတာပေါ့နော် အတော်တော်များများအတွေးပေါ့နော်တော်တော်များများပြောတန်ကြားရကြားရတာကတော့ဒါကြီးကိုမဖြတ်စည်းပဲနဲ့ဟိုအောက်ကနေတစ်ခုခုပြီးတော့တစ်ခုလောက်ရင်တော့ပိုကောင်းကြရဲဒါမျိုးလေးပြောကြတာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့လည်းဒါကြီးကိုဖြတ်စည်းဖြိုချမယ်ဆိုရင်တော့နည်းနည်းလေးစိတ်မကောင်းတော့ဖြစ်မိတာပေါ့နော်ဟိုဘာပဲဖြစ်ဖြစ်ဒါကအမတ်တရားတစ်ခုလို့ဖြစ်တာဆိုတော့ပေါ့နော်တောင်အောင်မှလည်းနေနေရှိတော့စိုးရင်ကြတာရှိကြလားဗျအောက်ကရင်ကတော့စိုးရင်ချက်ရှိရဲ့ဗျအောက်မှာရွှေဒီကြောက်တက်တာအောက်မှာရှိတဲ့ဈေးရဲ့ဒီ area guide ျွန်တော်ပေါ့90 100လောက်ကတော့ကျွန်တော်အိမ်နေဒီနာအဲ့အောက်မှာဈေးလဲရှိရအောင်ကျောက်ဆယ်မျိုးဈေးအင်းဟိုဟာဟိုဟာပေါ့နော်ကျောက်ဆယ်မျိုးဈေးပေါ့နော်ကျောက်ဆယ်မျိုးဈေးရှိတယ်အဲ့အောက်မှာရှိတဲ့အိမ်နေအကုန်လုံးအခုလောတဲ့နေထိုင်ခွင့်မပေးထားဘူးဗျအကုန်ပိတ်ထားတယ်အခုလိုဖြစ်ကြပြီလား DVV ကကျေးဇူးတင်ပါတယ်ခင်ဗျာဘေးကင်းကြပါကြပါစေโอเคโอเคก็ขอเจื้อติมาเลยครับ